အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ PGDL DS109 Public International Law Chapter 2 The Relation Between International Law and Municipal Law အပြည်ပြည်ဆိုင်ရာဥပဒေနှင့်ပြည်တွင်းဥပဒေဆက်သွယ်မှုအကြောင်းကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်2.1 Theoretical Approach သဘောတရားရေးရာ Theory များ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်ပြည်တွင်းဥပဒေတို့ကြားအဓိကဆက်သွယ်မှုနှင့် ဆက်လင်းသောသဘောတရား theory နှစ်ခုရှိပါသည်၎င်းတို့မှာ1ဒွဋ္ဌအမြင်နှင့်2အေကလမ်းစဉ်အမြင်တို့ဖြစ်ကြသည်2.1.1 dualistic theory ဒွဋ္ဌ theory ဒွဋ္ဌအမြင်ရာနိုင်ငံတကာဥပဒေနှင့် နိုင်ငံအများ၏ပြည်တွင်းဥပဒေတို့မှတစ်ခုနှင့်တစ်ခုများစွာခြားနာကြသည်ထို့သို့ကြွားချားရခြင်းမှာပထမအချက်အနေဖြင့်၎င်းတို့၏အခြေခံကြွားချားမှုကြောင့်ဖြစ်လေသည် ပြည်တွင်းဥပဒေအခြေခံများမှာနိုင်ငံ level အတွင်းအခြေတည် ဖွံ့ဖြိုးခဲ့သောဓလေ့ထုံးစံနှင့် statute ဥပဒေကိုပြုလုပ်ပြဋ္ဌာန်းသောဥပဒေများဖြစ်ကြ၏အပြည်ပြည်ဆိုင်ရာဥပဒေအခြေခံမူများမှာနိုင်ငံတကာမိသားစုအတွင်းအခြေတည်ဖွံ့ဖြိုးခဲ့သောဓလေ့ထုံးစံနှင့်နိုင်ငံတကာမိသားစုအဖွဲ့ဝင်များနိုင်ငံများအချင်းချင်းချုပ်ဆိုခဲ့ကြ၍ဥပဒေပြုအပြည်ပြည်ဆိုင်ရာစာချုပ်များဖြစ်ကြလေသည်ဒုတိယခြားနားချက်အနေဖြင့် နိုင်ငံတနိုင်ငံ၏အုပ်ချုပ်မှုအောက်ရှိနေသူများအချင်းချင်းဆက်ဆံမှုရင်းနိုင်ငံနှင့်တူးချင်းပုံကူများဆွံ့နယ်မှုတို့အတွေ့ပြဋ္ဌာန်းချက်များပြုသည် အခြားတစ်ဖက်တွင်မူအပြည်ပြည်ဆိုင်ရာဥပဒေမှာနိုင်ငံတကာမိသားစုအဖွဲ့ဝင်နိုင်ငံများအချင်းချင်းဆက်ဆံမှုကိုသာစီကံသတ်မှတ်ပေးရသည်တတိယခြားနာချက်မှာရင်းဥပဒေများ၏လိုရင်းအချက်ခြားနာခြင်းပင်ဖြစ်သည်ပြည်တွင်းဥပဒေသည်တူးချင်းပုံကူများပေါ်အုပ်ချုပ်သောဥပဒေဖြစ်၍အပြည်ပြည်ဆိုင်ရာဥပဒေမှာမူ အချုပ်ချာအာဏာပိုင်သောနိုင်ငံများကိုအုပ်ချုပ်သောဥပဒေမဟုတ်ဘဲနိုင်ငံများအခြေချင်းဆက်ဆံရေးအကြားတွင်ရှိသောဥပဒေသာဖြစ်သည်အာဏာသောဥပဒေဖြစ်သည်ဟုအဆိုရှိပေသည်အထက်ပါယူဆချက်အတိုင်းပြည်တွင်းဥပဒေတို့သည် ကွဲပြားခြားနားကြသည် ဆိုပါကအပြည်ပြည်ဆိုင်ရာဥပဒေသည်ပြည်တွင်းဥပဒေ၏အစိပ်အပိုင်းဖြစ်မလာနိုင်ခြင်းပြည်တွင်းဥပဒေသည် အပြည်ပြည်ဆိုင်ရာဥပဒေ၏စည်းကမ်းနည်းဥပဒေများကိုဖန်တီးရန် သို့မဟုတ်ပြင်ဆင်ရန်အခွင့်အာဏာမရှိတဲ့ကဲ့သို့ အပြည်ပြည်ဆိုင်ရာဥပဒေမှာလည်းပြည်တွင်းဥပဒေဤစည်းကမ်းနေဥပဒေများကို ဖန်တီးရန်သို့မဟုတ်ပြင်ဆင်ရန်အခွင့်အာဏာလုံးဝမရှိပေနိုင်ငံတတိုင်းကံဤပြည်တွင်းဥပဒေအရအပြည်ပြည်ဆိုင်ရာဥပဒေကိုဥပဒေတစ်ခုလုံးဖြစ်စေအစိအပိုင်းလိုက်ဖြစ်စေပြည်တွင်းဥပဒေအဖြစ်အတိမတ်ပြုယူဆလိုလျင်ပြည်တွင်းဒလေထုံးစံတော်၎င်းပြည်တွင်းဥပဒေပြဋ္ဌာန်းရေးတော်၎င်းအတိမတ်ပြုယူဆနိုင်ပေသည်ဤနည်းအားဖြင့်အပြည်ပြည်ဆိုင်ရာဥပဒေဤ နေဥပဒေများသည်ပြည်တွင်းဥပဒေ၏နေဥပဒေများဖြစ်လာကြပေသည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့်ပြည်တွင်းဥပဒေတို့ကြားတွင်အငင်းပွားမှုပေါ်ပေါက်လာပါကဂျူလစ်သီအိုရီသို့မဟုတ်ဒရက်တာသီအိုရီအရာပြည်တွင်းတရားရုံးများတွင်ပြည်တွင်းဥပဒေကိုသာ အသုံးပြုရမည်ဒရက်တာသီအိုရီကိုအ धिक တိုးတက်အောင် ပြုလုပ်သူများမှာထရစ်ပယ်နှင့်အန်စီလိုဒီတို့ဖြစ်ကြသည် Professor Oppenheimer လည်းအင်တိုင်းအားတိုင်းပါဝင်ဆောင်ရွက်သည်2.1.2 Monalis TOD ဧကလန်းစဉ်အထက်ဖော်ပြပါဒွဋ္ဌအမြင်ကိုဧကလန်းစဉ်ကစန့်ကျင်နေသည်ယင်းဧကလန်းစဉ်အရာအပြည်ပြည်ဆိုင်ရာဥပဒေနှင့်ပြည်တွင်းဥပဒေတို့ခြားနာသည်ဆိုသော အချက်ကိုလက်မခံကြေဥပဒေစနစ်နှစ်ရက်လုံးတွင်ဥပဒေစည်းကမ်းသတ်မှတ်ပေးထားသောတူးချင်းပုဂ္ဂိုလ်များ၏ပြုမှုမှုပင်ဖြစ်ကြောင်းနှင့်တခုတည်းသောခြားနာချက်မှာအပြည်ပြည်ဆိုင်ရာနယ်ပယ်၌ယင်းပြုမှုမှု၏ရလဒ်များသည့် နိုင်ငံတို့တိုက်ရိုက်တရမှုရှိစေသည်ဆိုသောအချက်သာဖြစ်ကြောင်းအဆိုရှိပေသည်ဒုတိယအချက်အနေနှင့်ဧကလန်းစင်ကခံယူထားသည်မှာဥပဒေစနစ်နှစ်ရပ်စလုံးတွင်ဥပဒေကသာဥပဒေနှင့်သက်ဆိုင်သူများကို၎င်းတို့၏လူဝင်ဆန္ဒနှင့်ဆန့်ကျင်လျက်ထိန်းချုပ်ထားသည်ဆိုခြင်းပင်ဖြစ်သည်နောက်ဆုံးအချက်အနေဖြင့်ဧကလန်းစင်ကဆိုသည်မှာအပြည်ပြည်ဆိုင်ရာဥပဒေနှင့်ပြည်တွင်းဥပဒေတို့သည်ခြားနာကွဲပြားမှုမရှိသည့်အပြင်ယင်းဥပဒေနှစ်ရပ်စလုံးကိုဥပဒေတစ်ခုတည်းသော တရားသဘောဤထင်ရှားစွာပြဆိုချက်အဖြစ်မှတ်ယူရပေသည်ဧကာသီအိုရီကိုများပြားလှသောဥပဒေပညာရှင်များကတိတာထင်ရှားစွာကွဲပြားခြားနားသော ရှုထောင့်များနှင့်လက်ခံအတည်ပြုခဲ့သည်ဂျူနက်တက်ကင်နန်ဟက်စ်လော့တ်ဒ်ပက်တိုကမူသဘောတရားကိုတိုးတက်အောင်ပြုလုပ်သူများဖြစ်သည်ဧကာသီအိုရီကိုစာရေးဆရာကြီးများဖြစ်သောကက်ဆန်ကလူဆဲဖက်ဒရက်စ်အန်ရိုက်တို၏ရေးသားချက်များတွင် တွေ့ရှိနိုင်ပါသည်2.2 International Law in the Municipal Legal System ပြည်တွင်းဥပဒေတွင် အပြည်ပြည်ဆိုင်ရာဥပဒေကိုလိုက်နာခြင်းသုံးခြင်းပေါင်းသီးခြင်းနှင့်ပြောင်းလဲခြင်းမူသဘောတရားပြည်တွင်းတရားရုံးများတွင်အပြည်ပြည်ဆိုင်ရာဥပဒေကိုလိုက်နာခြင်းသုံးမှုနှင့်ပတ်သက်၍ပေါင်းသီးခြင်းနှင့်ပြောင်းလဲခြင်းမူသဘောတရားတို့ဖြင့်မကြာခဏရှင်းလင်းစွာဖော်ပြထားသည်ပေါင်းသီးခြင်းမူသဘောတရားအောက်တွင်လိုအပ်ချက်အရာအတီလင်းချမှတ်ထားခြင်းမပါဝင်ပေအပြည်ပြည်ဆိုင်ရာဥပဒေ၏နေဥပဒေသည် ပြည်တွင်ဥပဒေ၏အစိပ်ပိုင်းအဖြစ် ရောက်ရှိလာသည် အပြည်ပြည်ဆိုင်ရာဥပဒေ၏နည်းဥပဒေများသည်ပြည်တွင်ဥပဒေတွင်တစိ့တစ်ဒေသပါဝင်သည်မှာအပြည်ပြည်ဆိုင်ရာဥပဒေ၏နည်းဥပဒေဖြစ်သောကြောင့်ဖြစ်သည်ထို့အနေထားမှာယူနိုက်တက်ကင်းဒမ်းတွင်ရှိသောအပြည်ပြည်ဆိုင်ရာဒလီထုံးစံဥပဒေရှုထောင့်မှာဖြစ်သည်အခြားတစ်ဖက်တွင်မူအသွင်ပြောင်းလဲခြင်းမူသဘောတရားအရာ အပြည်ပြည်ဆိုင်ရာဥပဒေ၏နည်းဥပဒေများသည်နိုင်ငံတကာနိုင်ငံ၏ပြည်တွင်းဥပဒေအစိပ်ပိုင်းအဖြစ် တေချာချမှတ်မထားသည့်အချိန်ထိပြည်တွင်းဥပဒေ၏အစိအပိုင်းမဖြစ်နိုင်ကြ။ဤသည်မှာတေချာချမှတ်သည့်သီအိုရီဖြစ်ပါသည်။အသွင်ပြောင်းလဲစေခြင်းမူသဘောတရားအရာအပြည့်ပြည့်ဆိုင်ရာဥပဒေသည်ထိုအချက်ကြောင့်ပင်လျင်ပြည်တွင်းဥပဒေ၏အစိအပိုင်းမဟုတ်ပေ။အပြည့်ပြည့်ဆိုင်ရာဥပဒေ၏တည်တံ့နည်းဥပဒေကိုပြည်တွင်းဥပဒေထဲတွင်တင့်တော်သည့်နီလန့်အတိုင်းမပြောင်းလဲသည့်အချိန်ထိထိုဥပဒေများကိုပြည်တွင်းတရားရုံးတရုံးအနေဖြင့်အသုံးမပြုနိုင်ပေ။2.3 The Practice of State နိုင်ငံများ၏လက်တွေ့ကျင့်သုံးမှု အထက်တွင် ဖော်ပြခဲ့သည့်အတိုင်းဝါဒသဘောတရားများကွဲပြားခြားနားမှုရှိသည့်အတွက်နိုင်ငံများ၏လက်တွေ့ကျင့်သုံးမှုတွင်အပြည်ပြည်ဆိုင်ရာဥပဒေနှင့်ပြည်တွင်းဥပဒေဆိုင်ရာကိစ္စရပ်များကိုတရားဝင်မြည်သို့ထားရှိကြောင်းစူးစမ်းရန်လိုပေသည်2.3.1 British Pride အင်္ဂလိပ်တို့၏လက်တွေ့ကျင့်သုံးမှုအင်္ဂလိပ်တို့၏လက်တွေ့ကျင့်သုံးမှုတွင်1 Customary International Law 2 ဓလေထုံနှံဥပဒေနှင့်နှစ်ထရီတီစာချုပ်များကြားတွင်အနည်းငယ်ကွာခြားမှုရှိပါသည် A customary international law ဓလေထုံနှံဥပဒေအပြည်ပြည်ဆိုင်ရာဓလေထုံနှံနှင့်အညီအပြည်ပြည်ဆိုင်ရာဥပဒေသည် ပြည်တွင်းဥပဒေ၏အစိပ်ပိုင်းဟုမှတ်ယူသည့်ပေါင်းစည်းခြင်းမူသဘောတရားသည်ဗြိတိန်နိုင်ငံတွင်လွှမ်းမိုးထားသည် ထို့မူသဘောတရားသည်ရှစ်ရာစုတွင်ပထမဆုံးပေါ်ထွက်လာပြီးထိုတိုင်းပြည်တွင်သဘောတူညီမှုရသော ဓလေထုံးစမ်းဆိုင်ရာအပီပီဆိုင်ရာဥရေသည်ပြည်တွင်ဥရေ၏အစိပ်ပိုင်းများဖြစ်ကြသည်ဟုမှတ်ယူကြသည်1965ခုနှစ်တွင်ဥရေပညာရှင်ဘလက်စတုန်းပြောကြားခဲ့သည်မှာနိုင်ငံတကာဥရေသည်ပြည်တွင်ဥရေ၏အစိပ်ပိုင်းဖြစ်လာသည်ဟုသောယူဆချက်မှာအင်္ဂလိပ်ဥပဒေစနစ်တွင်အတည်ဖြစ်လျက်ရှိနေပေသည်ဆက်ရှိရာစုတွင် ထိုမူသောတရားအား Blackstone Law Masfay အပြင်တခြားတရားသူကြီးများကလည်းထောက်ခံခဲ့ကြသည် 19ရာစုအတွင်းတွင်လည်းစီရင်ဆုံးဖြတ်ချက်များအရာထပ်မံအခိုင်အမာဖြစ်လာသည်အဆိုပါယူဆချက်ကို အင်္ဂလိပ်တရားရုံးကဆုံးဖြတ်ချက်ချခဲ့သည်ဖရန်ကိုနီယာအမှုတွင် အချို့တရားသူကြီးများကညှင်းပယ်ခဲ့သည်ဆုံးဖြတ်ချက်ချခဲ့သည်မှာအင်္ဂလိပ်ကမ်းခြေမှာသုံးပိုင်အတွင်းတွင်ဖြစ်ပွားခဲ့သောနိုင်ငံခြားသားအမှုအပေါ်တွင် အင်္ဂလိပ်တရားရုံးကစီရင်ပိုင်ခွင့်ခွင့်မပြုဟုဆုံးဖြတ်ခဲ့သည်သို့သော ထိုမူသောတရားကို1905တွင်စစ်ဆေးသော ဝက်စတန်အလဲပိုင်းရွှေတူးဖော်ခြင်းကုမ္ပဏီနှင့် ရှင်ဘီရင်တို့၏အမှုတွင်ယင်းသဘောတရားကိုပြန်လည်လက်ခံထားသည်တတိပြုမိသည်မှာဂရိဘီတိန်နိုင်ငံတွင်ပါလီမန်ကပြုလုပ်ပြဋ္ဌာန်းသည့်ဥပဒေသားလျင်အမြင့်ဆုံးဖြစ်သည်နိုင်ငံတကာသည်အင်္ဂလိပ်ရိုးရာဥပဒေ၏အစိပ်ပိုင်းဖြစ်သည်ဟုတော်လည်းပါလီမန်ကအဲ့ဥပဒေပြဋ္ဌာန်းခြင်းမတိုင်မီမေ့မိန်နိုင်သည်စီရင်ဆုံးဖြတ်ချက်များတွင်ပေါင်းစည်းခြင်းမူသဘောတရားပြန်လည်အတိမတ်ပြုလာသည်သို့သော ထိုအတိမတ်ပြုခြင်းမှာ တမတ်ထားသောရည်ရချက်ဖြင့်ကန့်ညိသောအီချင်းများအပေါ်တွင်သာဖြစ်သည်ချန်ချီချန်းနှင့် ရှင်ဘရင်အမှုတွင်တရားသူကြီးလော့အာဂင်ကတရားရုံးများကနိုင်ငံများကလက်ခံထားသည့်တည်ရှိနေသောနေဥရီများကိုအတိမတ်ပြုကြသည်တရားစီရင်ဆိုင်ရာပြဿနာအပေါ်တွင်တေချာအောင်ရှာဖွေရမည်တွေ့ရှိပါကလည်းပြည်တွင်းဥပဒေနှင့်ပေါင်းစည်းတကဲ့သို့ကင်တွယ်ဖြေရှင်းရမည်စတက်ကျူဥပဒေသို့မဟုတ်သူတို့၏ခုံရုံးမှနောက်ဆုံးကြေညာချက်များနှင့်ကန့်ညီရမည် B Treaty အပြည်ပြည်ဆိုင်ရာစာချုပ်များစာချုပ်များ၏အကျိုးတရားမှုအရာဗြိတိရှလူမျိုးများ၏အခွင့်အရေးသို့မဟုတ်အင်္ဂလိပ်ရိုးရာသို့မဟုတ် Statute ဥပဒေများကို ပြုပြင်ပြောင်းလဲမှုများတွင် ပါလီမန်မှသဘောတူညီမှုရရှိရန်လိုအပ်သည် ဥပဒေပြုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းခြင်းမရှိသော အပြည်ပြည်ဆိုင်ရာစာချုပ်သည်ပြည်တွင်းဥပဒေ၏အစိတ်အပိုင်းအဖြစ်မတည်ရှိပေ2.3.2 Reagan Pride အမေရိကန်ပြည်ထောင်စု၏လက်တွေ့ကျင့်သုံးမှုအပီပီဆိုင်ရာဒလီထုံးနှန်းနှင့်အညီအမေရိကန်ပြည်ထောင်စုလက်တွေ့ကျင့်သုံးမှုနှင့်ဗြိတိရှားတို့၏လက်တွေ့ကျင့်သုံးမှုတို့မှတူညီကြသည်အပီပီဆိုင်ရာဒလီထုံးနှန်းဥပဒေသည်ပြည်တွင်းဥပဒေ၏အစိပ်ပိုင်းဟုမှတ်ယူသည့်ပြင်ကွန်ကရစ်မှလည်းဥပဒေပြုသည်ကိုလည်းအငြင်းမပွားပေသို့သောနောက်ပိုင်းတွင်လွှတ်တော်ကအတည်ပြုပြဋ္ဌာန်းသော statute ဥပဒေတရက်သည်ရခိုင်တရှိပြီးအပီပီဆိုင်ရာဥပဒေကိုလွှမ်းမိုးသွားခြင်းကြောင့်ဖြစ်လေသည် အပြည်ပြည်ဆိုင်ရာစာချုပ်များပါဝင်ပတ်သက်လာသောအခါဗြိတိရှားတို့၏လက်တွေ့ကျင်းသောမှုနှင့်မူလအခြေခံမှာကွဲပြားခြားနားလာသည်အမေရိကန်ပြည်ထောင်စု၏ဖွဲ့စည်းပုံအခြေခံဥပဒေကအပြည်ပြည်ဆိုင်ရာစာချုပ်များ၏အရေးပါမှုကိုလက်ခံထားသည်ဖွဲ့စည်းပုံအခြေခံဥပဒေအပိုက်6တွင်တရားပြဋ္ဌာန်းထားသည်မှာအပြည်ပြည်ဆိုင်ရာစာချုပ်များကိုအမေရိကန်ပြည်ထောင်စု၏အာဏာပိုင်အဖွဲ့အစည်းများကပြုလုပ်သည့်နိုင်ငံ၏အမြင့်ဆုံးဥပဒေဖြစ်သည် ခြားချုပ်ကိုတမရကအပိသက်လက်မှတ်ထိုးပြီးလျှင်အမေရိကန်နိုင်ငံ၏ဥပဒေအဖြစ်ပြောင်းလဲသည်ထိုသည်မှာပြုပြင်ပြောင်းလဲခြင်း၏အရေးအချင်းတစ်ရပ်ပင်ဖြစ်သည်လက်တွေ့မှာမူအမေရိကန်တရားရုံးများမှစာချုပ်များကိုကိုယ်တိုင်ချုပ်ဆိုခြင်းနှင့်ကိုယ်တိုင်မချုပ်ဆိုခြင်းဆိုသည့်ကွဲပြားခြားနားမှုအပေါ်ရေးဆွဲထားသည်ကိုယ်တိုင်ချုပ်ဆိုသည့်စာချုပ်သည်ပြည်တွင်းနယ်ပယ်အတွင်းကျင့်သုံးရန်အတွက်ဥပဒေပြုခြင်းမျိုးလုပ်ရန်မလိုပေ အခြားတစ်ဖက်တွင်မူလိုအပ်သည့်ဥပဒေပြုလုပ်ပြဋ္ဌာန်းခြင်းမရှိသည့်အချိန်ထိကိုယ်တိုင်ချုပ်ဆိုခြင်းမရှိသည့်စာချုပ်မှာအမေရိကန်တရားရုံးများပေါ်တွင်စီးနာမှုမရှိပေ။အချုပ်အားဖြင့်ဆိုရသော American Statute ဥပဒေများသည်အမေရိကန်ပြည်ထောင်စု၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်သည့်အခြေအနေတွင်မရှိပေ။ထို့ရာတွင်မှန်ကန်သည်ဟုဆိုရန်အတွက်အမေရိကန်လွှတ်တော်အနေဖြင့်အပြည်ပြည်ဆိုင်ရာစာချုပ်များကိုလွှမ်းမိုးရန်မရွယ်တော်လဲလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းသော Statute ဥပဒေတရက်သည် ရခိုင်တရှိပြီးအပြည်ပြည်ဆိုင်ရာစာချုပ်များကိုလွှမ်းမိုးသွားခြင်းကြောင့်ဖြစ်သည်2.4 Judicial Application of International Law in the Union of Myanmar မြန်မာနိုင်ငံ၏တရားစီရင်ရေးတွင် အပြည်ပြည်ဆိုင်ရာဥပဒေကိုကျင့်သုံးခြင်းမြန်မာနိုင်ငံ၏တရားရုံးများတွင်အပြည်ပြည်ဆိုင်ရာဥပဒေသဘောတရားများပါဝင် ပတ်သက်သည့်အမှုအနှဲငယ်သာရှိသည်ဒုတိယကမ္ဘာစစ်မတိုင်မီမြန်မာနိုင်ငံ၏တရားရုံးများကအပြည်ပြည်ဆိုင်ရာဥပဒေနှင့်ပတ်သက်သည့်အမှုများကိုမဆုံးဖြတ်ခဲ့ပေ။ အကြောင်းမှာမူမြန်မာနိုင်ငံသည်ကိုလိုနီနယ်ဖြစ်ခဲ့၍နိုင်ငံ၏နိုင်ငံခြားဆက်ဆံမှုများသည်လည်းဗြိတိရှအာဏာပိုင်အဖွဲ့၏ညွန်ကြားကြီးကြပ်မှုအောက်တွင်ရှိသောကြောင့်ဖြစ်သည်ထို့သောဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံကိုဂျပန်အစိုးရသိမ်းပိုက်ပြီးနောက်အပြည်ပြည်ဆိုင်ရာဥပဒေသဘောတရားများပအဝင်ပတ်သက်သည့်အမှုပုံစံမျိုးဥပဒေရေးရာပြဿနာများပေါ်ပေါက်လာသည်ထို့ကြောင့်တရားရုံးများတွင်အပြည်ပြည်ဆိုင်ရာဥပဒေသည် ပြည်တွင်းဥပဒေ၏အစိပ်ပိုင်းဖြစ်လာသည်ဟုသောယူဆချက်များနှင့် ပါဝင်ပတ်သက်နေသောအရေးကြီးသည့်ပြဿနာများဆုံးဖြတ်ရန်အခွင့်အာဏာရှိလာသည်ဆုံးဖြတ်ခဲ့သည်မှာအပိုင်းနှစ်ပိုင်းရှိသည်လွတ်လပ်ရေးမရမီနှင့်လွတ်လပ်ရေးရပြီအချိန်တို့ဖြစ်သည်2.4.1 Judicial Attitude Before Independent လွတ်လပ်ရေးမရမီတရားစီရင်ရေးဆိုင်ရာအနေအထားမြန်မာပြည်တွင်ဒုတိယကမ္ဘာစစ်နောက်ပိုင်းအင်္ဂလိပ်တို့ပြန်လည်သိမ်းပိုက်ပြီးနောက်ဂျပန်လက်ထက်ကရှင်ဘီရင်နှင့် မောင်မြင့်အပေါင်းပါအုံအမှုစစ်ဆေးရာ အပြည်ပြည်ဆိုင်ရာဥပဒေသည်ပြည်တွင်းဥပဒေ၏အစိပ်ပိုင်းဟုတ်မဟုတ်နှင့်ဆက်လင်း၍ရန်ကုန်တရားလွှတ်တော်အနေဖြင့်ဤသို့စဉ်းစားခဲ့သည်အပြည်ပြည်ဆိုင်ရာဥပဒေ၏သဘောတရားများအရာမြမာပြည်၏တည်ဆဲဥပဒေနှင့်အညီစနစ်တကျတည်ထောင်ခဲ့ခြင်းဟုတ်မဟုတ်စဉ်းစားဆုံးဖြတ်ရန်ဖြစ်သည်ဤမှုနှင့်ပတ်သက်၍တရားလွှတ်တော်ကအပြည်ပြည်ဆိုင်ရာဥပဒေများသည်မြမာပြည်တွင်းဥပဒေနှင့်မဆန့်ကျင်တ၍မြမာပြည်တွင်းဥပဒေ၏အစိပ်ပိုင်းအဖြစ်တည်ရှိပြီးဖြစ်သည်ဟု မြန်မာနိုင်ငံတရားရုံးများကမှတ်ယူရမည်ဟုစီရင်ဆုံးဖြတ်ခဲ့လေသည်။တာယာရီခရိုင်တရားရုံးလူ6ဦးကိုရုံးနေစစ်ဆေးခဲ့သည်။လူတက်မှုပါသောဓမြမှုကျူးလွန်ခဲ့သောကြောင့်ရသဒကြီးဥရေပုံမှာ396ရာအချို့မှာပြစ်မှုထင်ရှားစီရင်ခံရပြီးအချို့မှာအမှုမှတရက်တည်းလွတ်လိုက်သည်။ပြစ်မှုကျူးလွန်သူကိုတာယာရီအချင်းထောင်တွင်ထောင်ချခဲ့သည်။ သို့သော်1945ခုနှစ်မေလတွင်ဂျပန်များမြန်မာနိုင်ငံမှဆုတ်ခွာပြီးနောက်ထိုသူများသည်လွတ်လပ်ခွင့်ကိုပြန်ရခဲ့သည်ဗြိတိသျှအင်္ဂလိပ်အစိုးရမြန်မာနိုင်ငံကိုပြန်လည်သိမ်းပိုက်ပြီးနောက်ထိုသူများအားဖမ်းဆီးခံရပြီးနောက်သူတို့အားတရားဥပဒေအထူးတရားသူကြီးရှေ့မောက်သို့ရုံးတင်စစ်ဆေးရန်ပို့ခဲ့သည်အလားတူပြစ်မှုအတွေ့ပြစ်မှုကျူးလွန်သူကိုထောင်ချပြီးပြစ်မှုမကျူးလွန်သူအားရုံးတော်မှလွတ်ပေးသည်ပြစ်မှုကျူးလွန်သူများကိုစီရင်ပိုင်ခွင့်ရှိသည့်တရားရုံးများတွင် ဆွဆွဲခံရသူများကရုံးတင်စစ်ဆေးပြီးနောက်ထူးထည်ခြောက်လဲခဲ့သည်မှာသူတို့သည်အလားတူပြစ်မှုကိုထပ်ပြီးမကျွလွန်ဟုထိုးဆောင်လဲချက်ကိုစစ်ဆေးသည့်တရားသူကြီးမှလက်ခံခဲ့ပြီးဆွဆွဲခံရသူများကိုတရားရှင်လွှတ်လိုက်သည်ထို့သောအစိုးရရှိနေမှာ တရားလွှတ်တော်ချုပ်သို့ပြန်လည်စစ်ဆေးပေးရန်အယူခံသွင်းခဲ့သည် ရှိနေချုပ်ကအခိုင်အမာပြဆိုခဲ့သည်မှာထိုတရားရုံးများမှာစစ်အတွင်းတွင်ဂျပန်များတီထောင်ခဲ့သော တရားရုံးများဖြစ်၍ ထိုတရားရုံးများသည်စီရင်ပိုင်ခွင့်အာဏာအပြည့်အဝမရှိဟု ပြောဆိုခဲ့သည်ထိုပြဿနာနှင့်ပတ်သက်၍တရားရုံးချုပ်မှဟိတ်စီးမင်းများဥရေအပိုင်53ကိုရည်ညွှန်းသည်ထိုစည်းကမ်းများသည်စစ်ဖြစ်နေသော နိုင်ငံ၏ဥရေများနှင့်ဒလီထုံးနှဲများအရာအကောင့်ထဲပေါ်ပြီးပြဋ္ဌာန်းခဲ့ပြီးဗြိတိရှားနှင့်ဂျပန်တို့ကအပိတက်အတည်ပြုခဲ့သည်ထိုစာပိုက်တွင်ပါသော စကားရံများတွင်နိုင်ငံ၏အာဏာပိုင်အဖွဲ့မှတိမ့်ပိုက်ထားသောသူရဲ့လက်ထဲတွင်အမှန်တကယ်ရှိသည့်အတိုင်းချမှတ်ပေးခဲ့သည် တိမ့်ပိုက်ထားသူဟာသူ့ရဲ့အာဏာအရာထိန်းသိမ်းရမည်တေချာအောင်လုပ်ရမည်ဖြစ်နိုင်သမျှနိုင်ငံတော်ညီဝပြည်ပြားရေးလုံခြုံရေးတစ်ချိန်တည်းမှာပဲကာကွယ်ပေးရမည်ဥပဒေအာဏာတည်ရောက်မှုရှိစေရန်လည်းပြုလုပ်ပေးရလိမ့်မည်ဒီစာပိုက်အရာတိမ့်ပိုက်ထားသူသည်တရားရုံးများကိုတည်တာထင်ရှားစွာတည်ဆောက်ပြီးတရားမျှတမှုကိုထိန်းသိမ်းရမည်ထိုကာလအတော်တွင်ထိုတရားရုံးများသည်တိမ့်ပိုက်ထားသောနိုင်ငံများ၏ပြည်တွင်းဥပဒေနှင့်အညီဖွဲ့စည်းထားသည့်အပြင်တရားဝင်ဖွဲ့စည်းထားသောတရားရုံးဖြစ်သည် အကယ်၍ထိုတရားရုံးများတွင်စီမံခန့်ခွဲသောဥပဒေသည်သိမ့်မိုက်ထားသည့်နိုင်ငံ၏ပြည်တွင်းဥပဒေဖြစ်ပါကထိုဆုံးဖြတ်မှုများသည်တရားဝင်၍စီးနှောင်အားရှိသည်ထိုဆက်ဆံမှုကြောင့်တရားသူကြီးချုပ်ကတာဝန်ယူသည့်တရားသူကြီးများနှင့်ရာဇဝတ်တရားသူကြီးများသည်ဗြိတိချအုပ်ထုပ်သည့်ကာလတွင်တရားစီရင်ရေးအရာရှိများနှင့်တူညီသည်ပြည်မှုဆိုင်ရာဥပဒေသည်ဗြိတိချပြည်မှုဆိုင်ရာဥပဒေနှင့်တူပြီးပြည်မှုများအတွေ့ပြစ်ဒဏ်များကိုလည်းသတ်မှတ်ပေးထားသည် ဗြိတိရှားပြည်မှုဆိုင်ရာကျင့်သုံးဥပဒေသည်ပြည်မှုဆိုင်ရာတရားရုံးများ၏လုံထုံးလုံနည်းနှင့်သက်ဆိုင်သည့်အရေးကြီးသောပြောင်းလဲခြင်းမျိုးမရှိပါရှေ့နေချုပ်ကသူ၏သဘောထားအမြင်ကိုတင်ပြသည်မှာယခုအမှုပြဿနာမှာအပြည်ပြည်ဆိုင်ရာဥပဒေနှင့်ဖြည့်ရှင်း၍မရပါဒန်ဂလီတရားသူကြီးချုပ်ကထိုသဘောထားအမြင်ကိုပယ်ချသည်ပယ်ချသည့်အကြောင်းမှာအပြည်ပြည်ဆိုင်ရာဥပဒေနှင့်ပြည်တွင်းဥပဒေကြားတွင်ပိုင်းခြားထားသည့်စည်းမှာပြတ်သားမှုမရှိပါ အပြည်ပြည်ဆိုင်ရာဥပဒေ၏မူသဘောတရားများကိုပြည်တွင်းဥပဒေထဲတွင်ထည့်သွင်းပေါင်းစပ်ရန်လိုသည်အတိုင်းအတာတစ်ခုတည်းထည့်သွင်းပေါင်းစပ်ပြီးသည့်အခါတရားသူကြီးကထင်ရှားကျော်ကြားသောအမှုချောင်းချီချမ်းနှင့် ရှင်ဘရင်တွင် ကိုးကားခဲ့သည်ဤအမှုနှင့်ပတ်သက်၍တရားလွှတ်တော်ကအပြည်ပြည်ဆိုင်ရာဥပဒေ၏သဘောတရားများအထူးသဖြင့်ဟိတ်စီးမင်းဥပဒေများအရာမြမာပြည်၏ပြည်တွင်းဥပဒေနှင့်မဆန့်ကျင်သည်ပြည်တွင်းဥပဒေ၏အစိပ်အပိုင်းအဖြစ်တည်ရှိပြီးဖြစ်သည်ဟု မြန်မာနိုင်ငံတရားရုံးများကအမှတ်ယူရမည်ဟုစီရင်ဆုံးဖြတ်ခဲ့လေသည် ထို့အပြင် ရှင်ဘီရင်နှင့်မောင်မင်အမှုတွင် ပေါင်းစည်းခြင်းမူသဘောတရားကိုချမှတ်ခဲ့သည်အပြည်ပြည်ဆိုင်ရာဥပဒေဤသဘောတရားများအရာမြန်မာပြည်၏တည်ဆဲတရားဥပဒေနှင့်အညီစနစ်တကျတည်ထောင်ခဲ့ခြင်းဟုတ်မဟုတ်စဉ်းစားဆုံးဖြတ်ရန်ဖြစ်သည်အီမှုနှင့်ပတ်သက်၍တရားလွှတ်တော်ကအပြည်ပြည်ဆိုင်ရာဥပဒေများသည်မြန်မာပြည်တွင်ဥပဒေနှင့်မဆန့်ကျင်သည့်မြန်မာနိုင်ငံပြည်တွင်ဥပဒေ၏အစိပ်ပိုင်းအဖြစ်တည်ရှိပြီးဖြစ်သည်ဟု မြန်မာနိုင်ငံတရားရုံးများကမှတ်ယူရမည်ဟုစီရင်ဆုံးဖြတ်ခဲ့လေသည်2.4.2 Judicial Attitude Afra Independent လွတ်လပ်ရေးရပြီးနောက်တရားစီရင်ရေးဆိုင်ရာအနေအထားလွတ်လပ်ရေးရပြီးနောက်1948ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရတည်ထောင်ခဲ့သောမြန်မာနိုင်ငံတရားလွှတ်တော်ကအထက်ပါစီရင်ချက်အတိုင်းသဘောတူလိုက်နာကျင့်သုံးကြောင်းဒေါက်တာချန်တိတ်နှင့်အရိတ်အန်တူပလီ ပါတစ်အမှုတွင်စီရင်ဆုံးဖြတ်ခဲ့သည်မှာဟိတ်စီမင်းဥပဒေများကိုမြန်မာနိုင်ငံ၏တရားရုံးများသည်ပြည်တွင်းဥပဒေ၏အစိတ်အပိုင်းအဖြစ်လက်ခံကျင့်သုံးရမည်ဟုစီရင်ဆုံးဖြတ်ခဲ့သည်တို့ရာတွင် လူ widetilde များ၏ကြော်ကြားသော1960နှစ်၌ဖြစ်ပွားသောအီဂိုနီတီကော်တူနင်ကိုနှင့်ဥလောယုံအမှုတွင်အပြည်ပြည်ဆိုင်ရာဥပဒေနှင့်ပြည်တွင်းဥပဒေဆက်နွယ်မှုအတွေ့တရားလွှတ်တော်ချုပ်၏ထင်မြင်ယူဆချက်အချို့မှာရခင်ချမှတ်ထားသောခံယူချက်နှင့်မတူညီဘဲ အ ਨੇ ကွယ်ကောလဲမှုရှိနေကြောင်းတွေ့ရပေသည်အမှုဖြစ်ခြင်းအကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်ပါသည်အဆိုပါအမှုတွင်ဥလောယုံမှာအီရိုနီတီကွန်ဝတူနင်ကိုအားပြမှုဆိုင်ရာဥပဒေပုံမှာ900ရာအတိဖြတ်မှုတစ်ခုကိုဆွဲဆိုရန်ခရိုင်တရားသူကြီးထံတိုင်ကြားချက်တစောင်းလျှောက်လဲတင်ပြသည်ဥလောယုံမှာရန်ကုန်မြို့တွင်ထုတ်ဝေသော အင်္ဂလိပ်မြန်မာသတင်းစာအက်ဒီတာချုပ်ဖြစ်သည် အီရိုနီတီကော်ဒူနင်ကိုမှဆိုဗီယက်သတင်းအေဂျင်စီတက်စ်မှဒေတာဆိုင်ရာကိုယ်တိုင်ဖြစ်သည်ထိုတိုင်နှင်းချက်မှတက်စ်ဘူလန်ရှင်သတင်းမှထွက်ပေါ်လာသောသတင်းအချက်လက်ပေါ်တွင်အခြေခံသည်ထိုသတင်းတွင်ဥလောယုံသည်ရန်ကုန်မြို့တွင်ရှိသောအမေရိကန်သံအမတ်ကြီးထံမှအမေရိကန်ဒေါ်လာများကိုလက်ခံခဲ့သည်ဟုသောသတင်းဖြစ်သည်သတင်း၏သဘောတရားမှာမြန်မာနိုင်ငံအစိုးရ၏ဗမ်းမလိုက်ခြင်းမူသဘောတရားကိုပြောင်းလဲမှုတစ်ခုအတွဲလှုံ့ဆော်ရန်ငွေကြေးရယူခြင်းဖြစ်သည် အီရိုနီဒီကော်တူနင်ကိုမှတက်စ်အေဂျင်စီဖြစ်၍သူသည် USSR ဌာန၏ဝန်ထမ်းတစ်ယောက်ဖြစ်သောကြောင့်စီရင်ပိုင်ခွင့်မှာကင်းလွတ်ခွင့်ပြုပါရန်တောင်းဆိုခဲ့သည်သူ့ဘက်မှရန်ကုန်တွင်ရှိသောဆိုဗီယက်တပ်အမတ်ကြီးထုတ်ဝေသောအချက်အလက်တစ်ခုကိုဖော်ပြထားသောအထောက်အထားပြလက်မှတ်တစ်စောင် တင်သွင်းခဲ့သည်ခရိုင်တရားသူကြီးမှာကင်းလွတ်ခွင့်တောင်းဆိုမှုအပေါ်ပယ်ချ၍အမှုကိုဆက်လက်ကြားနာစစ်ဆေးရန်အမိန့်ချမှတ်ခဲ့သည် အီရိုနီဒီကော်တူနင်ကိုဘက်မှဖွဲ့စည်းပုံအခြေခံဥပဒေပုံမှား25အရာတရားရုံးချုပ်သို့အယူခံလွှာတင်သွင်းသည်ထို့အယူခံလာတွင်ပြည်ထောင်စုတရားစီရင်အဥပဒေပုံမှား၄အရာတရားရုံးချုပ်မှ အကြံပေးကအာဏာကိုကျင့်သုံးရန်နှင့်ခရိုင်တရားရုံးမှအမှုဆက်လက်ဆစ်ဆင်းနေမှုကိုပြဖြတ်ပေးရန်တင်သွင်းတောင်းဆိုခဲ့သည်တင်သွင်းသူ၏အကြံပေးပုံကိုရှေ့နေမှငင်းချက်ထုတ်သည်မှာ ွဲဆိုမှုမှာကော်တူးနင်ကိုကိုဆွဲဆိုတော့လဲတက်စ်ကိုလည်းအကျိုးတရားမှုရှိသည်တက်စ်သည်နိုင်ငံခြားအချုပ်အခြာအာဏာနိုင်ငံ၏ဌာနခွဲဖြစ်သည် ထို့အပြင်အကြံပေးပုဂ္ဂိုလ်မှာနိုင်ငံခြားအချုပ်အခြာနိုင်ငံ၏ဌာနခွဲဖြစ်သောကြောင့်ဆိုဖီယက်ပြည်ထောင်စုမှာစီရင်ပိုင်ခွင့်ပြုရန်အလိုလျောက်တင်သွင်းခြင်းသို့မဟုတ်ကျင်းလွှတ်ခွင့်ပြုခြင်းကိုဆွလွတ်မှုမှတပါကင်းလို့ခွင့်ပြုပါရန်စော်တကတဲတောင်းဆိုခဲ့သည် အခြားတစ်ဖက်တွင်မူအယူခံတရပြိုင်ပဲအကြံပေးပုဂ္ဂိုလ်မှရှောက်ထားသူသည်အချုပ်ချာနိုင်ငံတနိုင်ငံ၏ဌာနခွဲမှဝန်ထမ်းတဦးသာလျှင်ဖြစ်သည်ထို့ကြောင့်သူသည်ကင်းလွတ်ခွင့်ဖြင့်အကာအကွယ်မပေးနိုင်ပေတန်အမှတ်ကြီးနှင့်သူ၏အခြေအရန်ကဲ့သို့မခံစားနိုင်ဟုရှောက်လဲတင်ပြခဲ့သည်နှစ်ဖက်ပါတီများ၏တင်ပြချက်များကိုဆွေးနွေးပြီးနောက်တရားရုံးကဆုံးဖြတ်ခဲ့သည်မှာရှောက်ထားသူကတောင်းဆိုထားသည့်တန်နမန်ဆိုင်ရာကင်းလွတ်ခွင့်ကိုငြင်းပယ်၍တရက်ပြိုင်ကိုအနိုင်ဒီဂရီပေးလိုက်သည် တရားလွတ်တော်ချုပ်အစီရင်ချက်တွင် ဖော်ပြထားသည့်အစီရင်ချက်အချို့မှာအောက်ပါအတိုင်းဖြစ်သည်၁ဗြိတိရှနိုင်ငံနှင့်အမေရိကပြည်ထောင်စုတို့တွင်အပီပီဆိုင်ရာဥပဒေသည်ပြည်တွင်းဥပဒေ၏အစိပ်ပိုင်းဖြစ်သည်ဟုယူဆတော်လဲမြန်မာနိုင်ငံတွင်ထို့သို့မဟုတ်ချေအပီပီဆိုင်ရာသဘောတူညီချက်တရက်ပင်လျှင်မြန်မာပြည်တွင်းဥပဒေ၏အစိပ်အပိုင်းမဟုတ်ပေထို့သောအစိပ်ပိုင်းဖြစ်သည့်မဖြစ်သည့်ကို ပါလီမန်ကဆုံးဖြတ်ရန်ဖြစ်သည်နှင့် အကြေးတိကျပြဋ္ဌာန်းအတည်ပြုထားသည့်ပြည်တွင်းဥပဒေမရှိလျင်တရားရုံးများအနေဖြင့်အပြည်ပြည်ဆိုင်ရာဥပဒေ၏သဘောတရားများဟူ၍လိုက်နာကျင့်သုံးရန်မဟုတ်ဘဲတရားမျှတမှုတာတူညီများမှုနှင့်လက်ပြတန်းတန်းရှိမှုဟူသောသဘောတရားအရာကျင့်သုံးရန်ဖြစ်သည်ထို့သောဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ213နှင့်213တို့၏ပြဋ္ဌာန်းချက်များအရာတိကျမှုသဘောတရားချမှတ်ရန်တင့်မတင်စဉ်းစားသင့်သည်၃အပြည်ပြည်ဆိုင်ရာဥပဒေ၏ သဘောတရားတရက်ကိုမြမတရားယုံများကလိုက်နာကျင့်သုံးနိုင်ရန်ပထမအချက်အနေဖြင့်ယင်းသဘောတရားသည်နိုင်ငံများကအရရက်လက်ခံကျင့်သုံးသည့်ဒလီထုံးနှံဥပဒေဖြစ်ရမည်ဒုတိယတစ်ချက်အနေဖြင့်မြမပြည်တွင်ဥပဒေနှင့်မဆန့်ကျင်စေရ၄ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ231သည် အပြည်ပြည်ဆိုင်ရာအပြန်အလှန်ဆက်ဆံမှုတွင်အစိုးရအားလမ်းညွှန်မှုပေးသောကြော်ညာချက်မူဝါဒတစ်ခုဖြစ်၍ အခြားနိုင်ငံများနှင့်အတူအပြည်ပြည်ဆိုင်ရာဆက်သွယ်မှုပြုလုပ်ရာတွင်လိုအပ်သောဥပဒေပြုနည်းလမ်းများကိုဆောင်ရွက်ရန်အစိုးရအားထောက်ပံ့ပေးသောမူဝါဒတစ်ခုဖြစ်သည်၅နိုင်ငံတော်သမ္မတမဟုတ်သည့်မည်သူတဦးတယောက်ကမဆိုဥပဒေနှင့်အညီ၎င်းတို့၏အစဉ်အတန်းအရာတရားရုံးနှင့်ကင်းလွတ်ခွင့်နှင့်ပတ်သက်၍၎င်းနေထိုင်သည့်နိုင်ငံတွင် တိုင်ရှောင်းမှုတစ်ခုတင်သွင်းနိုင်သည်ထိုကိစ္စနှင့်ပတ်သက်၍ပြည်မှုဆိုင်ရာဥပဒေနှင့်တူသည့်အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် ပြဋ္ဌာန်းထားခြင်းမရှိပေထိုကိစ္စနှင့်ပတ်သက်၍တရားရုံးကဥပဒေနှင့်အညီဒုက္ကိုင်နိုင်သည့်အာဏာနှင့်တာဝန်အရာကျင့်သုံးနိုင်ခြင်းများအပေါ်နိုင်ငံတော်သမ္မတဖြည့်ရှင်းရန်တာဝန်မရှိပေထို့ကြောင့်တရားလွတ်တော်ချုပ်သည်ဗြိတိရှားတရားရုံးများမှပြဋ္ဌာန်းထားသောစူးစီးပေါင်းဆက်ထားသောမူတရားများကိုတည်သာစွာပြုပြင်ထားပြီးရှင်ပြင်းနှင့် မောင်မြင်အမှုနှင့်နောက်ပိုင်းအမှုများတွင်မြမတရားလွှတ်တော်မှလိုက်နာဆုံးဖြတ်ခဲ့သည် သို့တော်တရားလွှတ်တော်ဤမိသည့်အတွက်ကြောင့်တရားလွှတ်တော်ချုပ်သည် မစင်စားခဲ့ဘူးဆိုသည်ကိုသို့မဟုတ်တရားလွှတ်တော်ချုပ်ဤစုံကြီးခုံယုံမှ၎င်းတို့ဤဆုံးဖြတ်ချက်တွင်အရေးကြီးသည့်ထိုနည်းဥတွေများကိုစွမှုနေမှုကိုဖော်ပြသည်မှာနားမလည်နိုင်ပေ။ကော်ဒူနီကိုအမှုကရေကအပိပိဆိုင်ရာဥပဒေနှင့်ပတ်သက်သည့်အမှုများ၏အရေးကြီးသောနှိုင်းယှဉ်မှုများမရှိခဲ့ပေ။မြန်မာနိုင်ငံ၏နိုင်ငံသား၏မူဝါဒနှင့်ပတ်သက်သည့်တိကျသောအမြင်မှလည်းတိတိတသာပြောင်းဆိုခြင်းမရှိသည်မှာတန်လျာမရှိပေ။ မြန်မာနိုင်ငံသည်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်သောကြောင့်ကုလသမဂ္ဂဗရိညင်စာတမ်း၏မူတဘောတရားများနှင့်ရည်ရွယ်ချက်များကို လိုက်နာရန်ကြိုးပြုခဲ့ပြီးဖြစ်သည်။ထို့မူတဘောတရားများနှင့်ရည်ရွယ်ချက်များမှာလည်းအပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးကိုအခြေခံသော ပုံစံဖြစ်သည်။